မြန်မာပြည်သူပြည်သားအလုံးလက်ရှိကြုံတွေ့နေရတဲ့သဘာဝဘေးရန်တွေကနေအမြန်ဆုံးကင်းလွတ်ဖြစ်ကြနိုင်ပါစေလို့ကျမနွေကဆုတောင်းပေးပါတယ်။အခုတင်ဆက်ပေးမယ့်သတင်းကတော့ငလီမေးကြောင့်တနိုင်ငံလုံးပိုဆွေးနေရချိန်မှာစစ်ကောင်စီကနှောင်ချိုကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းမှာပလောင်ပြင်းနယ်လွတ်မြောက်ရေးတပ်အုပ်ချုပ်နေတဲ့နောင်ချုံမြို့ကြောက်ကြံကျေးရွာကိုစစ်ကောင်စီက ရုံးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပလောင်ပြင်းနယ်လွမြောက်ရေးတအုပ်ကဒီကနေ့ညနေပိုင်းမှာသတင်းထုတ်ပြန်လာခဲ့ပါတယ်။မလ31ရက်နေ့မနက်10:30မိနစ်ခန့်မှာစစ်ကောင်စီဟာတိုက်ပွဲတွေမရှိဘဲကြောက်တန်းကျေးရွာကို120မမပုံသီးနဲ့ကျဲချတိုက်ခိုက်ခဲ့တာပါ။မလ28ရက်နေ့ကအင်းအပြင်းစကိုင်းငလျင်လှုပ်ခတ်ပြီးချိန်မှာလဲစစ်ကောင်စီဟာနောင်လင်ကျေးရွာကိုဂျက်ဖိုက်တာနဲ့ ောင်150ပုံသေးနှလုံးကျဲချတိုက်ခိုက်ခဲ့သေးပြီးအဲ့ဒီတိုက်ခိုက်မှုကြောင့်နေအိမ်၃လုံးနဲ့စာတင်ကျောင်း၂ကျောင်းထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကလည်းငလျင်ဘေးဒဏ်ကြောင့်အကူအညီလိုအပ်နေတဲ့ပြည်သူတွေကိုကုညီကယ်ဆယ်ရေးလှုပ်ဆောင်ဖို့နှစ်ပတ်တာအပြည့်အခက်ရက်စဲမယ်လို့ကြေညာထားပါတယ်ရှင်။ကျမနွယ်နွယ်ပါ။